တို့ညာရဲ့ပြည်သက်များအားလုံးမင်္ဂလာပါရှင်။ဆရာမမြတ်နောင်ညွရဲ့ပန်းချွေပွင့်ပုံပြင်ဆိုတဲ့ဝတ္ထုလေးကိုအပိုင်းဆက်အနေနဲ့ဖတ်ပြပေးနေတာပဲဖြစ်ပါတယ်ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်းဆက်ရှက်ပါရှင်။အေဒီနဘေးနိုင်ရထားတော့သူမရီစန့်နီအပြာကလေးကိုတွေ့လျင်သူမရောက်ရှိနေချောင်းသူအလိုလိုသိလိမ့်မည်။ သူမဆင်းရုံမှအပြင်ဇင်ရောကစောင့်နေရသည်ကြီးသာဖြစ်သည်ပြန်လာရသည်ခီးကလည်းဝေးကလူနာရီအလုံးနှင့်ပြန်ချိန်အတိအကျသတ်မှတ်ထားနေမှမဟုတ်တာတခါတည်းဟသူဆောက်ရသောအချိန်သည်နှစ်နာရီခွဲသုံးနာရီထိမယုံနိုင်လောက်အောင်ကြာမြင့်တတ်သည်ဇင်ရောဘာကနေရောက်လာမည်မသိ58စီမီဆိုလျှင်ပန်းချံဘက်မှတက်တက်လျှောက်လာသည်တန်ဆန်းစီလာလျှင်လည်းအဲ့ဒီလမ်းကျော်ရောက်မှသူမမြင်သာမည် ရှစ်ကားစီလာလျင်တော့လျှင်စီယုံဘက်မှပြန်လျှောက်လာလိမ့်မည်။သူမသည်နံပါတ်စလုံးကိုမြင်နိုင်သည့်နေရာမှဟိုဘက်ဒီဘက်ဖြန့်ကျက်ကြည့်ရှုဆောင်မြော်သည်။မြတ်သေးဝုန်းတိုင်းနှင့်အသက်ပြောက်သွားလိုက်သည်မှာဘာယောဂါဟုအမည်တရခက်လာသည်။တည်တည်ကြကြသိလိုက်ရတာက HIV ဘူးတွေ့သည်ဆိုတာပဲဖြစ်သည်။ဘာယောဂါပဲဝင်ဝင်ခုကအာချဆင်းနေသောကြောင့်သာဤမြအတိုက်အခိုက်အပြင်းထန်ခံစားလိုက်ရပြီးအသက်တချောင်းသည် လင်းဝင်းပစ္စည်းတစ်ခုတစ်ပွဲပျက်စီးသွားရတာပဲဖြစ်သည် သူမိသားစုနှင့်သူ့လောက်ကိုင်းသူ့ဝင်ခွင်နှင့်တင်းတင်းတည်းနေနိုင်ပါလျက်ဒီမူရည်စေဝါမှာအဖဲချောင်နေမုန်းခဲ့တာပါလေထွတ်အောင်လက်သည်ငငယ်ကလေးကဇာတိတရရဲခဲ့သည် သူမိသားစုရဲ့မှာသူတရသာဆုံးမြူပါလာသည် သူ့ဗီဇာကသူအပေါင်းအသင်းကိုရေးချဲ့ခဲ့သည် ဟုသာနိနုခိုင်ကောက်ချက်ချလိုက်တော်သည်ဇေယျနှင့်ပတ်သက်လာလျင်သူမမှာ လုံလုံလည်လည်တာဝန်ရှိသည်ဟူသာနုနုခိုင်ခန်းစားရသည်နုနုခိုင်မသိနားမလဲသောအရွယ်တုန်းကမမရင်ရင်ဆုံးဖြတ်ခဲ့မိရပါအဲ့ဒီမိန်းကလေးကိုနုနုခိုင်ဘာကြောင့်မနာလို့ဖြစ်ရမှာလဲဇင်ရောကသူ့မကိုသာချစ်တာပဲမဟုတ်လားဒါကိုသူ့မမယုံကြည်ခဲ့ဘူးလားမသိခဲ့ဘူးလားအရင်အမြဲတွတ်စစ်ကြည့်လိုက်တော့ဇင်ရောကိုလမ်းခွဲဆုံးဖြတ်ခဲ့ခြင်းသည်မနာလို့မှုတဝင်ကြောင်မှုကြောင့်သာပဲဖြစ်သည်သူ့အပြင်အစားထိုးစရာနောက်တစ်ယောက်တွေ့ခဲ့လို့လား ချစ်ဖြစ်လို့လားနုနုခိုင်ကြည်ခွဲစွာခေါင်းခါရမ်းမိသည်လွန်ခဲ့သော9နှစ်6နှစ်တုန်းကသာယခုလိုတွေးခေါ်ရခဲ့ပါလေဒီလိုကြည်ခွဲဝဲအဖြစ်ပြက်တွေစင်ကဲစင်ကဲဖြစ်ပြက်ခဲ့မှာမဟုတ်ဝေးသည့်သောမျက်လုံးများရှိရင်တရံတစ်ခုထင်ဟပ်လာသည် စပင်ပြောက်ခွေခွေတို့ကနဖူးပေါ်ဝဲကြနေသည် အသားလက်လက်ချောချောမွမွနေသူ့မျက်ခုံးတွေရဲ့နှမောင်ချင်းသူ့မျက်လုံးတွေရဲ့ ကျင်းလင်းသိမ့်ဝေခြင်းတို့ကိုထင်းထင်းလင်းလင်းသိသာစေသည်။သူ၏သေးသွယ်ဖြောင့်ဆင်းသောနာရန်သည် သူ့မျက်နှာတွင်အလှမ်းမဆုံးသော အစိတ်ပိုင်းပင်ဖြစ်၏။သူ့နှကန်းနှလွာသည်ပပချင်းချင်းတင်းတင်းစိတ်ထားနေကြ။တင်းမာဖို့ထက် အာတင်းထားဟန်ပုံဆောင်သည်။သူသည်သိမ့်ဝေစွာငေးဆိုင်ချီပြောင်းလိုက်စဉ်တွင်သူ၏သင်ငယ်ကြအကြိုင်းဘဲဘက်နှကန်းပြားကလေးရှောင်ရောင်မဲ့သွားလေ။စဉ်းစားလိုက်ကြလားအခိုင် နင်းနုခိုင်မျက်တောင်တစ်ဖက်ဖက်ခက်ကခေါင်းငိန်သည်ပြီးတော့တပံကောင်းခါရဲပြန်သည်မဟုတ်ပါဘူးမစင်းသားပါဘူးဟုညင်းဆန်တာလားဖြစ်ပြက်ခဲ့သမျှအရာခက်သိမဟုတ်ပါဘူးဟုပယ်ချချင်တာလားဖြစ်ပြက်ခဲ့ဖို့တမင်တကာရည်ရွယ်ခဲ့တာမဟုတ်ပါဘူးလေလားပေါ်ပါစားမလဲတမင်းကျော်ပဲလားမင်းညူလာချပေးနေပြီမို့နင်းနုခိုင်ကဇင်းရောက်ဖတ်သူပို့ပေးသည်ဟုတ်တယ်ခိုင် တခြားရောယူရီးယားဟင်းညိုဆိုရင်တော်ပါပြီအအီးပါတော့မလဲမရင်တာဘောခိုင်နုနုခိုင်ကစပွဲရုပ်ကလေးကိုကောင်းကြီးအတီးပြလိုက်သည်ဒီနေရာမှာနုနုခိုင်ချက်စားကြရနေမည်မို့မျက်နှာတိရကြီးပဲမို့အကျွမ်းဝင်ပိုင်နိုင်လာလေသည်အလုံးမပြည့်ပြတ်သေးတာနဲ့နောက်ကျသွားတယ်မောင်ဒီတစ်ခါလေးပဲနောက်ကျတာပါသူဘေကစာပြောရမည်ကိုနုနုခိုင်စကားဆိုင်ရှာမတွေ့နိုင်ဒါနဲ့များကုကုကု နှင်းသိမ့်ဆွေးနွေးပညာပေးသင်တန်းစင်ကြီးပါတဲ့ကဲပြောလေပြောထောင်းလည်းစီရောက်သေးသလားတခြားတငယ်ချင်းတယောက်ကိစ္စနဲ့အလုပ်တပောင်ရှုပ်သွားတဲ့အခါညာသီးဆိုတဲ့တယောက်လားရှာတော့အကွက်ကိုစုပ်ဖိနေလိုက်ရသည် ထိမိသွားတာသေးကြသည်ဇင်ရောဤအစိမ့်ချောက်ကင်းမဲ့သိမ့်ွေသောမျက်နှာကွက်ခနေပြတ်သွားတော့သည်နုနုခိုင်ကိုတအံ့တအောကြည့်သည်မှအပါစကားမဆို သူကိုယ်သူတရိနှစ်ကာကွယ်ဖို့အနေထားတွင် အသိရှိနေနိုင်အောင်စူးစမ်းနေသည် ခိုင်ဘလိုလုပ်သိရလဲမြတ်တီးကဈေးရုံမှာပဲဆုံးသွားတာရုပ်တရက်နှလုံးလေးရောင်ပြီးဆုံးတာလို့ပြောတယ်ဒါပေမဲ့သူလည်းဈေးသမားပဲလေဈေးရုံမျက်နှာချင်းမဆိုင်မောင်ပေါင်းသိနေရဘာလို့ဈေးသမားကြီးပဲဖြစ်နေရလဲခိုင်စိတ်မကောင်းစင်ယောသပြင်းမှုထုံရင်စပွဲကသာစိုက်ကြည့်နေသည်စင်ယောကအဖြူကံတွင်အနက်စင်းပါသော ရှက်အင်ကြီးလက်ရှိကိုလက်ကဝတ်တွင်ကျဲသည်တက်လျက်တက်ရန်နေသည်။ခုတော့နုနုခိုင်တင်ကမကင်းဖြစ်နေရပြီ။ငယ်စင်းကလေးကဒီလိုရှက်လက်ရှိနေကျက်သည်ရှိနေကြသူစရိုက်တွင်ခုတော့ဖြင့်လက်မောင်းတွင်မှစီးထုအရာတွင် ဖုံးခွယ်ထားခြင်းသာပါဝင်နေမှာပါပဲ။ဒီအကြောင်းတွေတွေ့တိုင်းရှင်သေးဘလို့နာကျင်မှမသိသူစီကမူမတွေးပါဘူးရှောင်းလဲရည်လည်းမရနိုင်ဘူးသူနဲ့အသက်ဆိုင်ဆုံးကို သူအတွက်နာကျင်ရပြီ ပြီးတော့သူ့ကိုအစင်သဖြင့်ကျင်နိုင်ရပြီလိမ့်မည်မကျင်နိုင်ခဲ့မိတော့ကြောင့်ပြစ်ပယ်ခဲ့မိတော့ကြောင့်ဘယ်အထိဆုံးရှုံးရပြီလဲဘယ်အထိနားလည်ရရပြီလဲ sorry ma ခိုင်မာတော့မသိရဲ့အရင်ကလည်းမှားခဲ့ပါတယ်အခုနည်းနည်းမှအတိတ်ဆောင်မခံနိုင်တော့ဘူးစင်ရထိခိုက်လှူရှာသောဟန်တူလေးသည် စပွဲတွင်ထောင်းထားသောလက်တွေကိုရုပ်သိမ်းထားက ကလထိုင်နောက်မီကိုလက်တစ်ဖက်သိမ်းတင်လိုက်သည်ပြလုံးတွေကမူနုနုခိုင်ကိုရင်မဆိုင်သေးပဲဆိုင်နေရှိပြက်ကုံတွေစီပဲ့ဖယ်ထားလိုက်ပြန်သည်မောင်အပေါင်းတင်တွေဘာလဲဆိုတာခိုင်နဲ့မဆိုင်မောင်နဲ့ပဲခိုင်နဲ့ဆိုင်နေရဲ့မောင်ကိုခိုင်ဘာစိတ်ပူနေရလဲမောင်သိရမဟုတ်လားဒီတော့မှနုနုခိုင်ကိုမဝင်မရဲတစ်ချံမြင်လာပြန်ကြည့်ရင်သူမျက်နှာပန်းသွေးဆူလာသည်သိပါရဲ့ခိုင်ကဲပြောဘာစိတ်ပူနေရလဲ မောင်လည်းစီးသမားဖြစ်နေမလားဆိုတာဟုတ်တယ်မောင်မှတ်ပါတယ်တချင်းမဟေရီတပွဲနုနုခိုင်ကရှင်းစရာဖြစ်အောင်ခက်ပေါ်ပေါ်ဆဆပြောတော့လေဆွေးနွေးရသည်ပြဿနာသည်ရေစရာမဟုတ် ကိုယ်တိုင်လည်းမရှိနိုင်စင်းရောလည်းမရှိနိုင်ပါမငုံမိကြပင်နေမနေတော်လားရှိမှာပဲလေသူများတွေသွေးကြော်ရဲဆေးထုတ်ကြတာကိုသူဒီစပွဲမှာမဝေပန်တော့ဘူးမောင်တို့စိတ်ပူတယ် မောင်အဲ့ဒီလူကိုကျူးလွန်နေတာဘယ်လောက်ကြာပြီလဲစင်ရလက်သီးစုပ်ချီဖြန့်ချီနေစိတ်ကနာမနေနိုင်မရှိသည်တင်တင်လျောက်ပတ်တော့အဖြေဘလို့ပေးရမလဲဆိုတာသူအကြမ်းအကျဉ်းနေပုံရလေသည်ထားတော့မောင်မဖြေချင်လည်းမဖြေပါနဲ့သူစိတ်ပူနေရပဲသိစေချင်တာအရင်ကဘာပဲဖြစ်ခဲ့ဖြစ်ခဲ့အခုမှစင်စင်တော့မယ်လို့သူမျှော်လင့်နေစင်ရမျက်လွှာချကဟုတ်ပါတယ်ခိုင်းဟုမပွင့်တပင်ပြောသည်ဆေးဆွဲတာဖြတ်နိုင်ပါတယ် မောင်ကဗီဇာဆူသွမ်းတဲ့သူမဖြစ်နိုင်ဘူးမောင်ကျင်နေခဲ့တဲ့ပတ်ဝန်းကျင်မောင်ရေးဆိုင်ခဲ့ရတဲ့ဘဝအရှုံးတွေကမောင်ကိုဒီအဖြစ်ရောက်သွားအောင်ပြစ်သွင်းလိုက်တာမောင်စိတ်ကိုမောင်တင်းထားရင်စီးပြတ်သွားတယ်တွေးတောင်းတာကိုခံနိုင်အောင်ကုသထိန်သိမ်းပေးနိုင်တယ်မောင်စိတ်ကိုမောင်နိုင်လုံးဝပြတ်တယ်တို့လောင်းရဲ့ပါတယ်ဒီအထိလဲအစဉ်ချောလာသေးသည် မောင်ဖြတ်ပါမယ်ကဲဒီအကျိုးအမြတ်ရဖို့ညီမရင်းနှီးပြဆက်လိုက်ရပါသလဲ ဖြစ်ပါမည်ဆိုကြတဲ့ကဆွဲပါသည်ဟူသောဝန်ခံချက်ကအရင်ရှိကပြည်သည်ပြီးတော့သွေးကြောတဲ့မူးယစ်ဆေးထိုးသည်ဆိုသောဆွဲချက်ကိုသူမဖြစ်ရှင်းနိုင်တာကြောင့်ဝန်ခံသည်ဟူသာကြေကွဲစွာမှတ်ယူရတော့သည်မပြေးတော့လဲကံရရှိပေမဲ့ကံရကိုပဲမျက်စိမိတ်ပြီးမြင်ရမှားလေသလားဟုစိတ်တွေလှည့်ပြားနေခဲ့မိသည်မောင်ဟာခိပညာတဲ့တယောက်နော်ကိုဆက်ကလည်းအချင်းချင်းရောက်ခဲ့မောင်မှာဘလူရစ်စ်ဖက်တာရီရှိနေပြီလဲဆိုတာ မောင်စင်းသားမိရဲ့လားဇင်ရောမျက်နှာနှီးရဲလျက်ပူ၍စောင်းငင်လွဲ့ဖယ်သွားတော့သည်စိတ်မထိုးတော့ဘူးလို့မောင်ပြောလိုက်တဲ့စကားဟာမောင်သိခါနဲ့ရင်ပြီးကြင်ညာတာပဲလို့ခိုင်းသတ်မှတ်ပါတယ်ရှုံလဲရှုံလဲလောက်အောင်မောင်ဘွားနဲ့ရင်ပြီးသက်တည်ပြပြပြီးဦးအပြောအတိုင်းသစ္စာတည်ရဲ့လို့ခိုင်းယုံကြည်လိုက်တယ်မောင်ဒုစိတ်ပူနေတာကမောင်သိပါတယ်ပြတ်သားတူအောင်လာသည်ဖြင့်နုနုခိုင် မျက်လုံးအဝိုင်းသာတွန့်ဆုပ်သွားရသည် ဟိုကောင်တွေမှာပိုးတွေ့နေပြီဆိုတော့မောင်မရှိဘူးသိချမနေဘူးလားခိုင်းစူးဆိုင်ကြည့်လိုက်တော့မျက်လုံးတွေသည်나ကြီးစွာစိန်ခေါ်လျက်ရှိသည်သူမကို나ကြီးနေရလားဖန်တီးလာတော့အချိန်တွေကို나ကြီးနေရလားသူလက်ခံသည်ဖြစ်စေမခံသည်ဖြစ်စေနုနုခိုင်းကအမှန်တရားကိုစပွဲပေါ်ချပြရလိမ့်မည်ရှာခိုင်နှုန်း90ကနေ80အထိတော့သိကြတာပေါ့မှာတင်းမာသားကြီးတော့သူ့မျက်နှာဖွေးခနဲ့တွေးဆုံသွားသည် နုနုခိုင်မျက်ရည်ဝဲလာလျက်နေပြီပြုံးနိုင်အောင်ပြုံးရပါသည်ဒါမဲ့ခိုင်တို့မောင်တို့တွေကကံကံရဲ့အကျိုးကိုအားထားသက်ဝင်ကြတာပဲမဟုတ်လားကျန်တဲ့ရခိုင်နှုန်း20 30ဟာဒူရီဘာမှရှိနေနိုင်ပါတယ်တွေ့စစ်ကြည့်လိုက်ရင်သိချာသွားနိုင်ပြီဟုတိတ်လည်းပြောခြင်းသည် လုံးဝလည်းမပြောခြင်းနုနုခိုင်နှလုံးသားတွေတဆစ်ဆဲကြိုက်ခဲနာခြင်းလုံးကတော့ဤစင်ရော်သည်ဘဘက်နှကန်းစုံကလေးမက်တက်တဲ့နေပြုံးသည် မချစ်တင်ငယ်ပြုံးတာလားမဲ့ပြုံးရွှေပြုံးလေလားခိုင်ဖက်မှာရှိနေဘူးမောင်လဲမြုံလဲချင်ပါတယ်မဟုတ်ဘူးမာခိုင်တောင်တည်းမဟုတ်ဘူးလေမောင်လဲခိုင်အတွက်တို့တွေအတွက်နုနုခိုင်ချုံမွေးချငိုကြွေးချင်လာသည် စင်ရော်ကနုနုခိုင်ချထားသောကြေးမုံတရင်းစာကိုလှမ်းယူကပိုလှမ်းသေးလို့ကြည်သည်စိတ်တည်ငြိမ်အောင်ကြိုးစားနေရပဲဖြစ်မည် ဒါမှမဟုတ်ဘာပြဿနာနှင်းမှရင်ဆိုင်မနေရလေဟန်အများအမြင်တွင်ဟန်လုံးနေရလဲဖြစ်ပါလိမ့်မည်မင်းတို့ခိုင်ကလည်းသူမအကြောင်းနဲ့သူမပဲစာထဲမှာလက်ထပ်ပြီးစီခြင်းတရင်ကိုစင်ရသတိပြုမိပါဆိုရင်လေသည်မိမိချူဤလက်ထပ်ပြီးစီခြင်းတလောကထွန်းအောင်လဲဒုတိယအကြိမ်ဆေးအောင်လာတက်စင်တွင်တိန်းစုလဲဆေးအောင်တက်နေစဉ်ဖြစ်သည်ထွန်းအောင်လဲနေတိန်းစု ယောဂအချင်းနေချင်းကွာဟာဒီသားမကနီနီဆဆဲခင်မဲသွားခဲ့လောက်အောင်အတွေ့မတူကြပါဘလို့မှတရားအကြောင်းတရားမသိနိုင်ပါဒါတွေကိုစဉ်းရောမသိနိုင်တာလုံးဝသေချာတလောက်ပါပဲသေချာရင်ကပဲနုနုခိုင်ကအကြောင်းမဲ့စိတ်ဘူးဆိုရင်နေသည်လက်ထက်တရင်ကလည်းဒီနေ့မှပဲတိုက်တိုက်ဆိုင်ဆိုင် အဖြစ်ချင်းမတူသေးတိုင်းနီးစပ်မနေဘူးလားနုနုခိုင်ဘာကြောင့်အင်းမဆွေရင်ဘူပန်နေလဲဆိုတာရုတ်တရက်သူမဘာသာသဘောပေါက်သွားသည် တိန်စုကိုမိမိချူကသွေးဖောက်စေခိုင်းသည်နုနုခိုင်ကတော့အခုဇေယောကိုသွေးဖောက်စေခိုင်းရတော့မီမဟုတ်ပေဘူးလား HIV ပိုးတွေ့ခြင်းသည်တိန်စုနှင့်မိမိချူတို့၏လက်ထည့်အင်းနှင့်လုံးဝသဆိုင်ခဲ့သည်ဇေယောနှင့်နုနုခိုင်၏လက်ထည့်ဟဟဟဘလို့မမဆိုင်နိုင်ပါနုနုခိုင်ရင်ဘတ်ထဲမှာစူးကနေအောင့်ကနေဖြစ်လာသည်အပန်တရားကိုနုနုခိုင်ရင်မဆိုင်ခြင်းမူလားရင်မဆိုင်ရဲဘူးလား HIV နဲ့နုနုခိုင်တို့နေရာလက်ထက်ရည်သည့ လုံးဝသက်ဆိုင်နေကြဝင်ခံလိုက်စမ်းမှနှိပုခိုင်းရင်သမင်းကျော်ပကံတွေရရှိလာပါပြီစင်ရော်သည်သတင်းစာကိုဇပွဲပေါ်အတားအယာပြန်တင်လိုက်သည်ဇပွဲတို့ကလေးသည်ယူရီးယားဟင်းညူပကံကိုလာချပြီးနောက်ဇပွဲရှင်းနေအောင်အနှစ်သတင်းစာကိုနဘေးဇပွဲသို့ရွှေ့ပြောင်းလိုက်သည်ခြားတဲ့ကျမအတွက်ရေတစ်ခွက်ရေခဲရီလားအမဟုတ်တယ်ရေအီအီလေးတစ်ခွက်ရှင်ဘူးထားသွေးလွန်လာသည်နှလုံးသားတွေကလည်း စူပွဲ၆ခန်းနေပြီလားမသိရှေခဲကြီးမြမြန်ရရှင်လာပါပြီအသင်းနှလုံးကိုမျက်နှံပြီးရှေခဲကြီးတဲသာဆင်းပြလိုက်ခြင်းတော့သည်စင်ရော်သည်မဲ့မလူပြုံးကခက်ချစ်ချစ်စိုက်ခြင်းကစပွဲတို့လမ်းမှာရှေခဲကြီးဖန်ခွက်ကိုယူကနင်းလူခိုင်းနဲ့ထဲထည့်ပြီးသည်ခိုင်က HIV ရှိလိုက်မရှိလိုက်ဘလို့နှစ်သိဆွေးနွေးပညာပေးရမယ်ဆိုတာအလေးအကျဉ်ရှိနေပြီနော် အခုမောင်သွေးစစ်ပါမယ်ရလာမယ်အဖေကဘလို့အဖေပဲဖြစ်ဖြစ် ခိုင်ရင်ဆိုင်ရတော့မယ်။မောင်ရောခိုင်ကိုပါ။ဘာရီဆွေးနွေးနှစ်သိမ့်ပညာပေးမလဲ။ခိုင်ပြင်ဆင်ထားနော်။မရွေးပါနဲ့ကွာ။မရွေးရပါဘူးခိုင်။ခိုင်ကမောင်တိတ်တနာတယ်။ခိုင်ကငငယ်လေးခရေကစိတ်အလိုလိုက်ပြီးဆုံးဖြတ်ခဲ့တယ်။လူငယ်အဆုံးဖြတ်ဖို့အခုခိုင်လူကြီးဖြစ်လာပြီမို့အသိဉာဏ်ရှင်ပြီးဆုံးဖြတ်ရမှာ။ခိုင်အသိရှိနေရတယ်မယ်။မောင်ခိုင်ကအဲ့လောက်စိတ်နာနေသလား။စေယောညင်သားစားပဲခေါင်းခါသည် ခိုင်ပြင်းရေးခိုင်ထားတဲ့မှမပူတီကလေးပြီးနေပြီမောင်တို့ရဲ့ထင်းရှုပင်ကပြားလေးလည်းတေချာပြန်ဆွဲနေပြီးတော့မယ်ခိုင် ခိုင်စီသွေးအဖြေလာဖို့တဲ့နေ့မှာတခါတည်းယူခဲ့တော့မယ်ဘလို့အဖြေလာဖို့မှလည်းမောင်ကခိုင်တို့ဆေးရုံမှာသွေးမစစ်ဘူးလားဇင်ရောပကုန်းတုံသည်ပေါ်မှာတကယ်ရှိကြမှာရှိမဲ့တိတ်ခါကိုခိုင်အတွက်ထိမ့်မပြပါနော်။မောင်အပြင်စိတ်ကတခုပုံမှာစစ်ခဲ့မယ်။အဲ့ဒါရီယာစပော့တက်စ်ပဲမောင်ရဲ့ မရှိဘူးဆိုတာသိကြအောင်ခိုင်းလို့ပြန်စစ်ပါရှိနေရနော်ရှိနေရဆိုရင်လည်းသိကြအောင်ပြန်စစ်အောင်ပါပဲမောင်ဇင်ဟောကနုနုခိုင်ကိုစင်နာစွာငေးကြည့်နေသည်ခိုင်ကမောင်ကိုတင့်တိတ်ဆွေးနွေးနိုင်မှာမဟုတ်ပါဘူးမောင်ဟာခိုင်ပဲပြီးတော့စစ်စစ်ပြီးမှပဲမောင်တို့ post test counseling လုပ်ကြမလားခိုင်တို့ဆောင်ကြီးတွေစီအကူအညီတောင်းကြမလားနုနုခိုင်မျက်ရည်တလဲလဲနေကောင်းနေသည် ဆရာကခိုင်နှဖူးပြောင်ကျော်ကလေးကို အသာရလက်နဲ့ပုတ်သက်နှင်းသိမ့်လေသည်ပြီးခဲ့တာတွေတော့ပြင်ဆင်ပေးရနိုင်ပြီရှေ့ဘလူးဟီးဆက်ကြမလဲခိုင်မစင်းသားချင်ပါဖြစ်တင်တာနဲ့ဖြစ်ချင်တာကတ်တာခွဲကြရပြီအရွယ်ရောက်ခဲ့ပြီဒါပေမဲ့ဒါရီမစင်းသားချင်သေးပါဘူးလေထိုမနက်ကသမင်းကျော်ရဲ့အရာမရင်းကယူရီယာဟင်းညိုမျော့ပပိုင်းအေးဆက်ခဲ့သည်သူတို့ဘာရီဆက်ပြောကြသလဲရီစရာတွေပါသည် ရှင်းဟောင်းနှောင်းပြတွေပြောပြကြသည်အများဆုံးသတိရကျင်တာကတော့တီဗီကုန်းနာကပန်းချံဟောင်းမှာအတူထိုင်ကြစကားပြောကြတာတွေဖြစ်သည်ခိုင်ကခဲပြည်လေးကိုမောင်းအာယုံမရတဲ့နဲ့အပြီးမသက်နိုင်တာဆွေးနေတာကြာပြီခိုင်နဲ့ပြန်ဆုံကြရရနော်ဟုတ်တယ်မိုးရွာထဲမှာနှစ်ယောက်ပြန်ဆုံကြရကဇေယောကဟန်ဆောင်မှုခဲ့မဲ့သူသူဟန်ဆောင်မိလေသိသိသာသည်ယခုပြောစရာဖြစ်ဟန်လို့ပြောဆိုနေခိုင် သူ့အာယုံတွေဘင်းစီပဲများလွင့်ပါနေပါလိမ့်မလဲသူဘာတွေတွေးတောကြောက်ကြနေရှာမှာလဲတွန်းတူခိုင်ကသူ့အတွေ့တွေကိုအမိအယလိုက်လံဖန်းစီကအာအင်ဖြစ်တင်းနှစ်သိမ့်ထားချင်လာတော့လေသည်အန်ကျွေပွင့်ပုံပြင်တဘော I remember, I remember. The fir trees dark and high. I used to think they're slender tops. were close against the sky. It was a childish ignorance. But now it is little joy to know I'm farther off from heaven than when I was a boy. 자비메아쿠라리ကောင်းကင်ဘုံနဲ့အဝေးကြီးဝေးပါလားဆိုတဲ့အသည့်တရားကလေးဘွားတော်ကထပ်ပူပြီးပျော်ရွှင်မှုနှဲပါလန်းလာပါတော့တယ် နုနုခိုင်ရဲ့အလုပ်စပွဲပေါ်တွင်ဆယ်ချိုးဆိုင်ခဲပကြီကတစ်ချက်ကိုမှန်ပေါင်းသွင်းကတောက်ကလေးဖြင့်ထောင်ထားလေသည်ကွတ်ထားသည့်ပေါင်ကိုကအစိမ့်ဖြော့ဖြော့ဝိုင်းရွှေရွှေနှင့်မို့ပကြီကရှုမြင်သူများအားတစုံတရာသောစင်ကြင်မှုကိုတတလွမ်းစွစေအောင်ပံ့ပိုးပေးနေလေ၏ထင်းရှုပင်ထိပ်ဖြားရပါပဲထက်ခေါင်းမြင့်ဖြားမူးထီနေသည်ဟုထင်ရောင်ယူမှလောက်ပါပေသည်တိမ်တောင်တိမ်လေးတွေကြားထွင်းဖောက်အောင်ဆိုင်လျက် စ်ပင်ထိပ်ဖျားရေမမြင်ရတာမို့ပို၍ပင်မျောလင်းတွေးထင်နိုင်စရာကောင်းပါသည်အဲ့ဒီမိုးကောင်းငယ်စီရွှေမန်းနေသောဇင်အောင်ငှက်တကောင်သည်တောင်ပန်ဖြန့်လျက်အဆုံးမရှိသောခီးစဉ်အတိုင်းပြန်တက်ထွက်ခွာနေလေတော့သည်ရှေ့ပြေကိုကြွတင်ရင်းကြည့်မထားနိုင်လေတော့ဖြစ်ပြလာသည်များကိုပဲလက်ခံထားလိုက်ရသည်ဆန့်ခွာခဲ့ကြောင်းနားလဲပါသည်။လိုင်းမရှာနိုင်သူအဖြစ်ကိုလည်းသူကောင်းကောင်းတင်းသိထားမှာပါပဲ။ ပြင်းပြနိုင်သောဖြစ်ရတွေစင်ကဲရည်လီတော့ဒီလိုပဲလမ်းခွဲကြရမည်ခွင့်လွှတ်ခြင်း အပြည့်ယူခြင်းအပြည့်တင်ခြင်းရက်ဆက်ခြင်းဆိုတာတွေအလုံးစဉ်းစားဝေဖန်စရာအဖြစ်မှတ်ယူမနေတော့ပါဖြစ်ရှင်းစရာ တောင်းပန်စရာငိုကြွေးစရာဘာတစ်ခုမှရင်ထဲမှာတင်းစီမထားလိမ့်ပြီအစိမ်းအောင်ခန်းကြီးနှလွာချမှာလှမ်းမြရသောမျက်ခင်းကလေးသည် နုနုခိုင်မြင်ကွင်းကိုအေးမြစေသည်တင်မောစေးအရာတုတ်လင်းထားသည်ထိုင်ကုန်တန်းကလေးနောက်ဘက်တွင် ကျင်းမာပါစေဆိုသောစလုံးမမဲကလေးတွေရေးသားထားကြောင်းကို မြင်တွေ့နေကြမှုမှန်စာနိုင်သည်ပကြီကားကလေးနေသားတကြားရှိနေသည်ကိုပင် သူမ၏နေ့စဉ်မြင်ကွင်းတရပိမှုနုနုခိုင်လှုပ်လှုပ်ခက်ခက်မခံစားရတော့ပါ ဆုံးဖြတ်စင်ချင်းပြီးပြီပဲဖြစ်လာသည်များကိုဖြစ်တဲ့သည့်အတိုင်းရှင်ဆိုင်နိုင်အောင်နုနုခိုင်အာရုံထားပါသည် ငငယ်ကစားရတွေမှာစိတ်ကူးရင်ရုံတော်ပြီးကျူးရင်မိတယ်လို့ပဲအသည်အနာခဏိုင်းမှာတက်တီကိုရခုလက်တွေ့ကျင့်သုံးရပါသည်တက်တီရှိတယ်လားဒါနုနုခိုင်ရဲ့ဆန်နုနုခိုင်အမှတ်ချဖြစ်နေလေသည် ရခုဇင်ယောင်ဝေးကွာတဲ့တနေရာသို့ရှောင်ပယ်သွားသည်မှာပြက်ကလေးရလာနေတွက်စစ်ကြည့်လျင်တလားနှစ်လားအော်သုံးလရောင်ရက်ကျော်ဆုံးခဲ့ပေါ့ တွေ့ဆုံနေကြနေရာဟောင်းတွေသို့တစ်ချိန်မကနှစ်ချိန်သုံးချိန်နုနုခိုင်သွားရောက်ခဲ့ပါသည်။ကြာမြင့်စွာလွန်ခဲ့သောရွှေများကိုတန်းကြလန်းဆူလာသဖြင့်ပြပြောက်လေမလားသွားကြည့်ခဲ့ပါပါ။သူနှင့်တွေ့လိမ်လို့မမျှော်ဘူးခဲ့ကြောင်းချိန်တွယ်ဝန်ပါသည်။သူမလာတော့ဘူးဆိုရာနုနုခိုင်တည်တည်ကြကြသိသည်။မတော်တဆကြုံဆုံနိုင်သောနေရာတွေမှာပဲသူမရှိတော့ကြောင်းနုနုခိုင်သိကြသည်။ သူအင်မတန်သံအဆင့်ကြီးမားလာသောထွန်းအောင်လက်ကိုပင်ဖြတ်တော့ကြောခိုင်းထားနိုင်မှာတော့အခြားတစုံတရာဆွဆောင်နိုင်ခြင်းမရှိနိုင်တော့ပြီးတော့လဲထွန်းအောင်လက်သည်တတိယချိန်ဈေးအောင်ရောက်နေပြန်ပါပြီဒီတစ်ချိန်တော့သတိမလဲလာပြီမို့မကြခင်နိုင်ပိုင်းအတွင်းမှာရင် သူစင့်ကျင်ပြီးလာခဲ့သောသူ့မိသားစုနှင့်သူဖန်တီးပြုံမှုခဲ့သောသူ့တိကြကဘာကို ထားရိုက်ခဲ့ရတော်မူ သူနဲ့အတူသူတိထားသောနုနုခိုင်နဲ့ဇင်းရော့အကြောင်းကိုလည်းဆောင်ကျင်းသွားတော်မူ။ဇင်းရော့မိခင်နဲ့မောင်နှမတွေဘလို့ရှိချာလိမ့်မလဲဟုတခါတည်းရဲ့နုနုခိုင် သတိရတွေ့တော်မူတတ်သည်။သူနေအိမ်သို့ဒေါ်အေးနှစ်ကြီးဆေးလွှတ်စုံစမ်းချိန်ကသူခရီးရှည်ထွက်ပါသွားသည်ဟုမရေမရာအဖြေရသည်။နုနုခိုင်ကိုသူ့မိသားစုကစိတ်ဝင်စားခဲ့ပါ။သူတို့နဲ့နုနုခိုင်သည်အစရဲကမတူညီသောအတိုင်းဝိုင်းတွေမှာ မဆက်မဆိုင်ကျင်လည်ခဲ့ကြလေရာစင်ရရှိစဉ်ကပင်မနည်းဆက်နိုင်ပါပဲလေရခုဘလုံးမှနားလည်ကျောင်းဝင်လာနိုင်တော့မှာမို့စင်ရတို့အမည်မသိလူတယောက်လာပို့သွားတော့ဤပကြီးကနဲ့အိမ်ရှိစပွဲပေါ်မှာလှိုက်ဖောက်ပကြီးကလေးတွေခိုင်ရင်ကျင်းရခဲ့သည်ပြီးတော့လဲဝေးချသည်ပင်အသင်နှလုံးထဲတွင်ဘဟုချက်တိုင်းအမြုတ်တွေကိန်းအောင်နေနိုင်စွမ်းသောသူ့အပေါ်တွေ့တာမှုတွေဟာ အနည်းဆုံးနီးကပ်နေနိုင်ပြန်သေးသည်နွန်းနုခိုင်သည်နှက်ခမ်းကလေးပြုံးမဲ့မဲ့နဲ့မေးဆက်ထင်တော်သည် နောင်တဆိုတာဘာကြောင့်ရှိရမှာလဲမှားသွားရင်ပြန်လိုက်ပြီမှားရမှာပဲမမှားခဲ့ပြီပဲဟာယခုဘာကိုတန်းတန်းငိုကျွေးနေတော့မှလဲရှုံးရမှာမဟုတ်ရှုံးနေပြီဟာယခုဘာကို ကြည်ခွဲနာကြည့်နေရမှာလဲမနေ့ကအကုန်ဆုံးခဲ့ပြီဒီကနေ့မှာ ြုတ်တင်ပြုတ်ထိုက်သည်ထင်သမျှပြုတ်မှုဆောင်ရွက်နေုံမည်တာဝန်လည်းပါမည်စန္ဒလည်းရှိရမည်လေနုနုခိုင်မှကြောင်းနဲ့လည်းပါဝင်ရမည်အကျုံးဝင်ရမည်ဆိုပါစို့နုနုခိုင်စပွဲပေါ်တွင်ဖိုင်တွဲတစ်ထပ်ရှိနေသည်သည်နောက်ဆုံးရထားသောမှတ်စုများကို ဖိုင်တွဲတွဲလိုက်လေသည်သူမခေါ်ယူထားသောလူနာရှင်မိခင်တယောက်ရှောက်လန်းလာနေသည်ကိုခက်လန်းလန်းမှလမ်းမြင်နေရသည်ဖိုတိုအီမိခင် သူမသည်ဆေးရုံသို့ဖိုးတိုးရောက်ရှိလာချိန်မှစ၍နေမအားညမအားသားကိုပြုစုယူရရင်ရှိစုမဲ့စုပစ္စည်းဥစ္စာလည်းကုန်ခန်းခဲ့သည် အသားရေချုံးကြလျက်အယိုးပြန်ပြိုင်ခါးပင်ကိုင်းချီခဲ့ပြီးလူနာကြောင့်တပတ်လည်လာသောဆရာဝန်တွေကို သူမကကျမပြောတာတွေသူကြားတယ်ဒေါက်တာသားသက်သာလာပြီဟုတ်ဆရာဝန်ကြီးကိုအမေပြောပြထားတာဆိုတော့ပြုံးပြပြီးခေါင်းညိတ်နေဆိုတာမျိုး သူ့မျက်နှာကြီးတုံမုံနေလို့တားအိမ်ပြန်ကျင်လို့လားဆိုတော့မျက်ရည်လဲလာပြီးမျက်လုံးမိတ်ပြလိုက်တဲ့ဆရာမရဲ့ဆိုတာမျိုးအုံနောက်နဲ့အာယုံကျော်တိုက်ခိုက်ဖြစ်စည်းခံရပြီးပြီမို့သူမ၏သားသတိရှိသေးလျက်အတိဆုပ်ယုတ်ထားပြီးတော့အခြေအနေကို နားဝင်အောင် ရှင်းပြဖို့ခက်ခဲနေပါသည်သူမမသိမဟုတ်တည်ရနေလက်သက်မခံနိုင်ပဲညှင်းဆန်နေရမို့အချိန်များများယူပြီးစိတ်ရှင်လက်ရှင်နားသွင်းရမည်ဖြစ်ပါသည် ဘာပဲဖြစ်ဖြစ်ထောင်ထဲမှာမသေးပဲဒီစေးရုံမှာ သူ့လက်ထဲမှာတော်ဝါရင်ပြုစုလိုက်နာနာနဲ့ပဲဖြည့်သိမ့်လိုက်ပါတော့လို့မင်းအားပေးပေးမှတင်တာပေါ့အစင်သိရင်လဲသူဘာကြောင့်အိမ်တော်၂၀ပြောင်းခဲ့လဲဆိုတာရဲ့ဘာလို့အိမ်တော်နဲ့ရတဲ့သားသမီးတွေကဒီချတဲ့ကလေးကိုပြစ်ပယ်ကြရဲဆိုတာရဲ့မင်းမှတ်တမ်းနဲ့ဖြည့်ထားပေါ့တမားရိုဂျီလက်ညွန်ချက်အတိုင်းစူးစမ်းကြည့်ရင်နူနူခိုင်ဖိုးတူအီမီကင်ကိုစောင့်ကြိုနေလေသည် နေရဲမှုအစ်သောမျိုးလုံးများဖြူရော်ရှုံးထွားသောဗားပြင်းများနှင့်မိခင်အိုသည်နုနုခိုင်ကိုပြော့ပြမည်တားဖြစ်သူ၏အခြေအနေမှန်ကိုလက်မခံမှုအတင်းထားရင်နှကန်းတင်းတင်းစိတ်ထားလေနုနုခိုင်သည် မောင်းလျာပကြီကားမှန်ချက်ကို လက်ချောင်းများနှင့်တည်ယူတရားပုတ်သက်တူထီသည် ခိုင်အလုရှိသေးတယ်ဟုအတမထွက်ပဲတိတ်ဆိတ်စွာမှားချခွင့်ပန်းသည် လာတော်တော် မနေ့ကစားပြီးပြီလားမစားဘူးလားကျမတက်တော်စီပို့ခန်းလိုက်တော့စားရင်လားထိုင်းတော်တော်ဒီခုံမှာထိုင်းတွေ့တဲ့ပြီးစားကပါလာသည်ဖြစ်စေပတ်ဝန်းကျင်ကြောင့်ရောရောင်မိသည်ဖြစ်စေမတော်တဆတနွေငင်းတစဉ်ပါသည်ဖြစ်စေအဖျားအနာခတ်သွားသည်ပဲပြောပြောမသိနားမလည်သောကြောင့်ပန်းကြွေဝင်းတို့ကတော့အခါမတိုင်းမီတဖြုတ်ဖြုတ်ကျွေးနှွေးနေကြသည်ပင်နုနုခိုင်သည် တွင်လင်းတော့အန်ဆဆဲပန်းဝင်ကလေးအတွက်ဝေးမြခန်းစားပြန်အသင့်တာစုပြင်ဆင်နေလေသည်။နောက်ချက်ကပန်း AIDS ယောဂရှင်ခန့်မှန်းကြည့်စီးရင်သည် ပြီးခဲ့သော12လအတွင်းနှစ်တသမ5သန်းမှသည်4သန်းသို့တိုးမြင့်လာသည်ဖြစ်ရာ60ရာခိုင်နှုန်းတိုးမြင့်သည်ဟုကပန်းကျန်းမာရေးအဖွဲ့ချုပ်မှ1994ခုနှစ်ဇူလိုင်လတရနေ့တွင်ထုတ်ပြန်ပြောဆိုသည် အာဖရိကတိုင်းဆာဟာရာတောင်ပိုင်းတွင်ဝေဒနာခံစားရသူ2.5တန်းရှိသောကြောင့်အမြင့်ဆုံးကိန်းဂဏန်းဖြစ်နေသည်။သို့ရာတွင်အာရှနိုင်ငံများတွင်ရှစ်ဆကတိုးမြင့်လာသည်ဟုဆို၏။အချက်နှင့်မဝေးကွာသောဘာဒန်ပင်အောက်အရှိကောင်းသောလက်ဖက်ရည်ဆိုင်ကလေးသည်ညွေဤပူလာခြင်းမှကင်းလွတ်သည်။ကျောင်းဝန်သောကတ္တရာလန်းကိုဖြတ်သန်းတိုက်ခိုက်နေသောလေပင်ညင်သည် ဆိုင်ရင်းတို့တိုင်းတိုးဝေးလက်ပတ်ပြီးအအေးတက်ကိုဖြန့်ဝေပြင်းလေသည်ညနေ၄နာရီခွဲလူပြီးဖြစ်တော်လဲအနောက်ဖက်ချမ်းစီတင်းချောင်းနေသည့်နေမင်းသည့်အပူချိန်သည်တောက်ပပြင်းပါစေပင်ဖြစ်သည်လက်ဖက်ရည်ဆိုင်အတွင်းကြကြထိုင်ကုန်မှုတွင် နေကမျက်မှန်အနှက်တက်စင်ထားသောလူလက်ပိုင်းအမျိုးသားတအူထိုင်ကဩဂလာဘက်မှအချိန်မီမောင်းနေလာမည်အဖြူရောင်ဒက်ဆန်ဆန်နီစလွန်ကားကလေးကိုမြေတောင်မခန်းဆောင်မြော်နေခဲ့သည် သူရှေ့မှာပေါ့စိန်လက်ဖက်ရည်သည်ငွေငွေသာနှွေးတော်သည် သူလက်မှာလန်ဒန်စီးကရက်သည်လဲပြာရောင်ကျိုးကျွေ သူစည်းထားသောဂရီပါသဲကျိုးနှင့်ညက်ဖက်နှံနေရင်ပုံချနေသည်ဆိုင်မျက်နှာစာစပွဲဝိုင်းတွင်လူငယ်၃ယောက်ထိုင်ကကနန်းနံပါတ်တွင်ဆွေးနေငင်းခုန်နေကြသောကြောင့်ခက်ကြကြဖွင့်ထားသောအချက်တချင်းကိုပင်မကြရတဲ့ချက်ကြားရတဲ့နှောက်ရွှဲစုညံနေသည် သူသည် ပြူဝင်းသောနဖူးပေါ်ဝဲကျနေသည်နူးညံ့ညူမောင်သောသပင်ကိုလည်းတင့်တင်စေသည်လက်ခောက်ပင့်တင်ထားသောအဖြူရောင်ရှက်လက်ရှိကိုကော့စိတ်ချီသောပစိုးရင်ရင်နှင့်တွဲပြီးဝှစ်ဆင်ထားသောသူသည်တက်ရဲ့အေးဆက်လွန်လာပေသည်သူကိုဘယ်သူမှအမှန်မထားမိကြသူသည်လက်ဖက်ရည်ဆိုင်ပုံမှန်ဖောက်တဲ့တရားမဟုတ်ပါဒီနှစ်တွေရဲ့မောင်မှဒါဟာဒုတိယအကျဉ်းဒီဇိုင်းဒီနေရာကိုသူလာထိုင်ဖြစ်တာပါ အရင်အရင်နှစ်တွေတုန်းကဒီကြောင်ရည်တွင်လမ်းလေးဝဆုံးသူသူရောက်လာစရာအကြောင်းမရှိခဲ့သူစဉ်ကတော့အောင်ဆန်းခွင်ဘက်မှခိုင်ကားဖြက်အသွားမြင်သာသောလက်ဖက်ရည်တိုင်းဒီဇိုင်းတွင် သူစတဲ့ချနေကြ သုံးလေးလာတခါသူအညာမှကားရောင်းကားဝယ်ဒေါ်လာရောင်းဒေါ်လာဝယ်ရန်ကုန်ဆင်းလာပြတော့အခောက်တိုင်းအဲ့ဒီနေရာလာတိုင်းပြီးခိုင်မျက်နှာကလေးကိုသူကြည့်သည်ခုတော့ကုဆက်ယောဂဆေးရုံကြည့်သည် ကန်တော်ကလေးမှဝေပါကီသို့ပြောင်းရွှေ့ခဲ့လိမ့်ပြီ။ဒါကြောင့်သူလဲနေရာပြောင်းရွှေ့လာခဲ့သည်။တခါတည်းဟန်သူထိန်းတိုင်းမပေါက်ပဲသူစောင့်မျှော်တော်လမ်းမှနုနုခိုင်မတော်မပြန်တာလည်းရှိခဲ့သည်။ဒီကြဲရင်းလန်းထိတ်လက်ဖက်ဆိုင်ကတော့သူ့အတွက်လက်ကောင်းသည်ဆိုရပါမည်။အရင်တခါကသူသုံးနိုင်ခွဲကလေးကလက်ဖက်တစ်ခွဲရှင်နေချမ်းတအိုးနဲ့ဇွဲကောင်းစွာထိုင်ဆောင်ခဲ့သည်။လင်းနိုင်ခွဲသည့်အချိန် ခိုင်ကပေါ်မလာတော့အခါသူမောဟိုက်အာရစာပြူလိုက်ထိုးစင်မှာပင်ခိုင်ကကလေးကိုအဝေးမှလှမ်းမြင်ရကလှစ်ခနဲဆို꿰ချိုးမောင်းနေသွားခဲ့ငွေရှင်ပြည်သည်နှင့်ကကတစီတာပြီးဆယ်မိုင်ကုန်အမြန်ကားခဲ့သူသူအတော်နေခဲ့သည်ယနေ့ညနေလဲခိုင်ကဝေပါကီမှာရှိချောင်းသေးချအောင်ကကတစီနှင့်သူစည်းရုံပါသွားရောက်ထောက်လန်းထားပြီးပါပြီခိုင်သည်ရွှေဝေးဘက်မှပြန်လေမရှိ ိမ်နှင့်ပေါ်ရွင်နီးသောကြောက်ရရင်လမ်းဆောင်ကိုသာခိုင်အသုံးပြုပေသည်ပြီးတော့လည်းအပြင်လက်မှတ်ဝဲမထားသောကြောင့်လီယိုမမီမာသူကြောက်ကြစရာမလိုပါသူသေးယူလာသောအစိမ်းတွေကဈေးမကိုက်သေးတင်းဆောင်ရအောင်ပါပါ ဟောခိုင်လာနေပြီသူဒရီတနေနေလဲဆန့်ကတဆန်းဆန်နေအဖြူကလေးကိုမျောငင်းမိသည်သူရှင်မှာလူငယ်တစုပြောင်းရနေရာမှာထလိုက်တော့အခါ သူအတိုင်ငယ်ဆုထင်သွားမိသည်သူတို့ကွယ်နေရင်ခိုင်မျက်နှာလေးကို သူမြင်တွေ့ရပါမလားသူတို့ထွက်သွားရောခိုင်လက်အကြည့်နဲ့ဆောင်ကခိုင်ကများသူ့ကိုမတော်တဆလှမ်းတွေ့သွားလိမ့်မလားဒါရီဟာသူဤဆိုရင်ပူပန်မှုတွေသာဖြစ်သည်ကားကမကြီးနဲ့လပည့်ဆိုင်သည်တက်တက်ကွက်ကွက်မြင်သာတွေ့လာအောင်သာမနည်းပါပြီးတော့လဲလက်ရဘသူကိုွေချိုးမိခိုင်သည်စာအိမ်လဝဲဘအနောက်ဆုံးနေရာမှာနေရာယူထားသူကို မမြင်တွေ့နိုင်မှာသူကသာစိုင်းပြင်းမှမြင်ကွင်းကောင်းကောင်းရရှိထားရတာပါအဆုံးထိနားဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်အပိုင်း၁၉ကိုဆက်လက်ဖျက်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်